သေးကြောင့်လိန်ဆက်ဆန်တဲ့အခါမှာအမျိုးသမီးတွေကမီးပိတ်ထားကျင်ကြတာလေအဓိကအကြောင်းရင်းတွေကတော့မီးရောင်လင်းထိန်နေခြင်းကမိမိရဲ့ကိုယ်ခန္ဓာထိရှားမှုကိုပုံမို သိတာစီတဲ့မိပိတ်လိုက်ခြင်းကကိုခန္ဓာရဲ့အသေးစိတ်အချက်လက်တွေကိုဖုံးကွယ်ပေးနိုင်တာကြောင့်မိမိကိုယ်ကို လုံခြုံမှုရှိတယ်လို့ခံစားရတယ်။စိုးရိမ်မှုတွေကိုရှော့ချပေးပြီးစိတ်ဖိစီးမှုတွေကိုကင်းစေပြီးတော့အပြန်အလှန်ရဲ့ထိတွေ့မှုနဲ့နှွေးထွေးမှုကိုပိုပြီးအာရုံစိုက်နိုင်စေတယ်။အလင်းရောက်အလွန်လင်းနေတာကပတ်ဝန်းကျင်အပြင်ဘက်ကိုစိတ်ရောက်လွယ်ပါတယ်။မောင်မိုက်ချင်းကအပြင်ပန်းနောက်ဆက်တွေကိုရှော့ချပေးနိုင်ပြီးထိတွေ့မှုနဲ့ က်ရှူတဲ့နေရဲ့အဓိကအာယုံဆိုင်ရာနေရာလည်းဖြစ်ပါတယ်။ရင်းနှီးတဲ့အပြန်အလှန်ဆက်ဆံမှုတွေအတွက်ပိုမိုတဲ့ လေရုခေါင်းကိုလည်းဖန်တီးပေးပါတယ်။နောက်ဆုံးအချက်ကတော့ရှက်တဲ့စိတ်ခံစားချက်ကိုလည်းရော့ကြစေပါတယ်။ဘလောက်ပဲရင်းနှီးတဲ့လူပဲဖြစ်ပါစေအမျိုးသမီးတွေရဲ့မသိစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ရှက်ရွံ့မှုကတော့ရှိနေတတ်ပါတယ်။မောင်မိုက်ချင်းကစိတ်ပိုင်းဆိုင်ရာဖြစ်ရောက်မှုကိုပေးနိုင်ပြီးမျက်လုံးချင်းတိုက်ရိုက်တွေ့ဆုံမှုတွေရဲ့တင်းမာမှုကိုရင်ဆိုင်ကြမလို့တော့ပါဘူး။ဒါကတော့ပိုပြီးတဘာဝကြကြပါဝင်ဆင်နွှဲနိုင်ပြီးအပြန်အလှန်ဆက်ဆံမှုကိုပိုမိုပွင့်လင်းစေပါတယ်။ ကဲဘာကြောင့်လဲဆိုတာကိုသင်လည်းသိသွားပြီလားအားလုံးပဲပျော်ရှင်ချမ်းမြေ့ကြပါစေရှင်